ခြေနေတွေမဖြစ်သေးလို့ရှင်ဖြစ်အောင်လုပ်တာနဲ့ဖြစ်လာလို့ရှင်တိုးပွားလာအောင်ကြိုးစားတာဘာဝနာလို့ခေါ်တာပဲဘာဝနာဆိုတာဖြစ်စေခြင်းနဲ့ပွားစေခြင်းဘာတွေကို ဖြစ်စေတာတော့ကောင်းတဲ့သဘာဝတရားတွေဖြစ်စေတယ်ကောင်းတဲ့သဘာဝတရားတွေဆိုတာတတိတွေတိုးတက်စေတယ်ပညာတွေတိုးတက်စေတယ်တမာတိတွေတိုးတက်စေဒီဟာကို ကောင်းတဲ့သဘာဝ အဲ့ဒီကောင်းတဲ့တဘာဝတွေမိမိတဏ္ဍာမှာဖြစ်စေပြီးတွတ်တဲ့လားလှုပ်ခြင်းဟာဘာဝနာအလုပ်ပဲလို့ဒီလိုပြောကြအဲ့လိုဘာဝနာအလုပ်မှာအာယုံတစ်ခုကိုအာယုံပြုတ်ပြီးတော့လှုပ်ကြဖြစ်တယ်အာယုံပြုတ်တဲ့အခါမှာတခြားအာယုံတွေမရှာမရှာခြင်းနေကိုယ်စိတ်လေးကိုကိုယ်အာယုံပြုတ်ပြီးတော့ကိုယ်စိတ်အခြေအနေဆင်ញင်သုံးသပ်နေခြင်းဟာလည်းပဲကမ္မထမ်းလို့အထောက်နေခြင်းပဲဖြစ်တယ်ဟော အဲ့လိုဆင်ခြင်သုံးသပ်မှုမပြုတ်ဘူးဆိုလို့ရှိရင်စိတ်အခြေအနေတစ်ခုမကောင်းတဲ့စိတ်အခြေအနေတစ်ခုကြောင့်မကောင်းတဲ့အလုပ်တွေလုပ်မိသွားပြီဆိုလို့ရှိရင်တော့တဏ္ဍာရမှာကိုကျိုးနေတဲ့ဆင်းရဲဒုက္ခတွေဟာဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့မိမိစိတ်ကလေးဟာလောဘဒေါသမောဟတွေနဲ့ညှဉ်းနှံနေမယ်ဆိုရင်တုက္ကတိပါတိကင်ကမကောင်းတဲ့အလားလာပဲမျောလင့်เสียရှိတယ် အေးလူတွေရဲ့စိတ်မှာလောဘဒေါသဆိုတာတွေနဲ့လွှမ်းမိုးပြီးတော့နေမယ်ဆိုလို့ရှိရင်တော့ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေဟာအကောင်းကိုမျှော်လို့မရဘူးအဆိုးပဲမျှော်လို့ရဒီဘဝမှာလည်းအခြေအနေမကောင်းဘူးဒီဘဝကသိဆုံးသွားလို့နောက်ဘဝမှာဆိုတာလည်းအခြေအနေကောင်းကိုမျှော်လင့်စရာမရှိဘူးဒုက္ခတိဆိုတာဒုက္ခတကတိဆင်းရဲရဲ့တရားဘုံဘဝဆိုလဲဆင်းရဲတဲ့ဘုံဘဝရောက်သွားနိုင်တယ် အခြေအနေတစ်ခုဆိုလို့ရှိရင်လည်းဆင်းရဲတဲ့အခြေအနေတစ်ခုဖြစ်ပေါ်စေနိုင်။ဒါကြောင့်မို့မြတ်စွာဘုရားကဒီစကားလေးတူတူလေးပဲဟောတာ။စိတ်တည်တန်ကိလေတည်စိတ်တည်ညံ့နှွမ်းတည်မယ်ဆိုရင်ဘာတွေနဲ့ညံ့နှွမ်းတာတော့လောဘဖြစ်ရင်လည်းစိတ်ညံ့နှွမ်းတယ်လို့ခေါ်တယ်။ဒေါသဖြစ်လို့ရှိရင်လည်းစိတ်ညံ့နှွမ်းတယ်လို့ခေါ်တယ်။မောဟဖြစ်လို့ရှိရင်လည်းစိတ်ညံ့နှွမ်းတယ်လို့ခေါ်တယ်။တစုံတစ်ယောက် မိမိနဲ့ရှင်ပြိုင်အလုံးလုံးတဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ตาသွားလို့ရှင်မနာလို့ဖြစ်တာလဲမြင်နွမ်းတယ်လို့ခေါ်တယ်။ကိုအောင်မြင် ကြီးပွားတယ်လို့သူများကိုအောင်မြင်ကြီးပွားစေမှုမရှိဘူးဆိုတဲ့စိတ်ဟာလည်းပဲမြင်နွမ်းတဲ့စိတ်လို့ဒီလိုခေါ်တာပေါ့။အဲ့ဒီမြင်နွမ်းစေတဲ့အရာတွေကိုယ်စိတ်ထဲမှာရှိနေပြီဆိုလို့ရှင်စိတ်မြင်နွမ်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအပြောဆိုကလည်း အနည်းရှိတဲ့အပြောမျိုးပြောတယ်အလုတ်ကလည်းပဲပြတ္တနာတက်မဲ့အလုတ်မျိုးလုတ်တယ်အဲ့ဒီအပြောအလုတ်ကြောင့်ဘာဖြစ်လာလဲဆိုရင်အခြေအနေဆိုးတဲ့ရင်ဆိုင်နိုင်ရတယ်အလားလာမကောင်းဘူးလို့ဒီလိုပြောတာ